ကြည်လင်ချုံများတဲ့တန်နဲ့မြန်မာတခြင်းတွေကိုကိုရီးယားဖာရှင်ပြောင်းကတည်ဆုံရင်နာမည်ကြီးလာတဲ့မြန်မာ K-pop idol တီတီမင်္ဂလာပါရှင်ဘာမစ်တောင်မှပြန်လည်ချုံဆွန်လိုက်ပါတယ်။ကျားရသူတိုင်းရဲ့စိတ်နှလုံးအိမ်ကိုကြည်လင်အေးများတဲ့အတန်နဲ့တူစိတ်ချမ်းသာစေတဲ့တန်ပါရှင်ကတော့ K-pop idol တီတီပါ။ယခုရပိုင်းနဲ့မှာဆုံးတီတီရဲ့ကာပါဆောင်တခြင်းတွေကအင်တာနက်ပေါ်မှာပြန့်နေနေတာဖြစ်ပါတယ်။ အထူးသဖြင့်ဒီတိကာဘာပြန်လည်သိဆိုထားတဲ့ရခိုင်လူမျိုးတို့တွေ့မြင်ထားရာမဟာမြတ်မှုနိဗုဒ္ဓပူဇနီးယတခြင်းဟာအင်တာနက်ပေါ်မှာကြီးစုသူမီလီယံနဲ့ချီပိမြင့်တက်နေတာဖြစ်ပါတယ်တိုင်းမဲ့လေတချို့ကတီတီဟောင်းမြန်မာတချင်းတွေကိုမူရင်းတေးတန်ရှင်နေကွန်ပျူတာမရှိပဲကိုရီးယားဗာရှင်ပြောင်းဆိုကဖျက်ဆီးနေတယ်လို့ပြောကြပါတယ်တီတီဆိုတာကတော့မြန်မာပြည်ကနေကိုရီးယားနိုင်ငံ K-pop အတိုင်းဝိုင်းမှာအောင်မြင်နေတဲ့ K-pop idol ဖြစ်ပါတယ် ကိုရီးယားခေပေါ်နယ်ပယ်မှာ Blackpink အဖွဲ့ကထိုင်းလူမျိုးစုံတော်မလေးလီဆောင်း New Jeans အဖွဲ့မှာ Vietnam လေးဟန်နီရှိသလိုပါပဲမြန်မာပြည်ကဆွနေဒီဆုံဟာလည်းတောင်ကိုရီးယားခေပေါ် idol တယောက်ဖြစ်ကျူစာနေသူပါဆွနေဒီဆိုခေါ်ဒီဒီဟာမြန်မာနိုင်ငံကနေကိုရီးယားမှာကျောင်းသွားတက်ရင် K-pop entertainment company တွေမှာ audition ဝင်ရင် K-pop idol ဖြစ်လာသူပါအစောပိုင်းမှာတော့မြန်မာမလေးဆွနတီဆိုခေါ်တီတီဟာ Rumble G K-pop Idol အဖွဲ့နဲ့တူအမှုပညာလှူရှားမှုတွေလုပ်ခဲ့ပါတယ် နောက်ပိုင်း Rumble ကြီးအပွဲ Disman ပြီးမှတော့အခုချိန်မှာတော့မြန်မာမာလေးဂျီတီဟာ New York K-pop အပွဲနဲ့အနုပညာလှူရှားမှုတွေလုပ်နေတာပါ။ဒါပေမဲ့လေစောပိုင်းမှာတော့တီတင်းကိုမြန်မာပြည်သက်တွေကတတိမထားမိခဲ့ကြပါဘူး။ဒါပေမဲ့လေခုရက်ပိုင်းထဲမှာတော့ကိုရီးယားကမြန်မာ K-pop idol တီတီကိုပြည်သက်တွေကကြီးကြေတတိထားမိလာကြတာပါ။ဒါကလည်းတီတင်းဟာအခုရက်ပိုင်းအင်တာနက်ပေါ်မှာကာပါတခြင်းလေးနေဆိုနေတာမို့ပါ အစောပိုင်းမှာတော့ GT ဟာအင်္ဂလိပ်တချင်းလေးတွေကိုရီးယားတချင်းလေးတွေကိုပဲကာပါသီဆိုတော့ပါတလုံး GT ကကာပါဆိုနေချိန်မှာအတန်လေးကကြီးလင်းပြတ်သားနေပြီးအေးချမ်းနေလို့အားလုံးကကြိုက်နေတကြတာဖြစ်ပါတယ်နောက်ပိုင်းမှာတော့ GT ဟာမြန်မာတချင်းလေးတွေကိုပါကာပါဆိုလာတာဖြစ်ပါတယ်ဒီလို GT မြန်မာတချင်းလေးတွေကိုဆိုရမှလည်းကြီးလင်းပြတ်သားတဲ့တန်တွေမျိုးအားလုံးကသဘောကျရတာဖြစ်ပါတယ် အထူးသဖြင့်ရခိုင်လူမျိုးတွေရဲ့ရုံးရသချင်းတစ်ပုဒ်ဖြစ်က အစောရောချမ်းချမ်းလေးတည်ဆိုမှုတွေဗုဒ္ဓပူဇနီးယသချင်းကိုလည်းတီတီကအကောင်းဆုံးအတန်ဒီအတန်ထားနဲ့တည်ဆိုနိုင်ပါတယ်။ဒါကြောင့်လည်းချီကျူးခံရပါတယ်။ဒါပြင်တီတီဟာခုချိန်မှာမြန်မာပြည်ကအောင်မြင်တဲ့တခြင်းတွေကိုကိုရီးယားဘာသာစကားကိုပြောင်းကောင်းကိုရီးယားကာဗာတခြင်းဖြင့်တည်ဆုံနေတာဖြစ်ပါတယ်။ ဒီလိုတီတီကမြန်မာသချင်းတွေကိုကိုရီးယားကဘာဆိုနေတဲ့အပေါ်မှာတချို့ကလည်းဝေဖန်ကြပါနဲ့အထူးသဖြင့်မြန်မာသချင်းတွေကိုကိုရီးယားဘာသာပြောင်းဆိုတာကမူရင်းထင်းကြီးဖန်တီးသူတွေကခွင့်ပြုရလားဆိုပြီးမေးမြန်းမှုတွေလည်းရှိပါနဲ့ကြောင်မိမယ်လေတီတီကတော့သူဟာကာယကရှင်မူရင်းဖန်တီးသူတွေခွင့်ပြုမှသာကဘာဆိုတာပါဆိုပြီးပြောကြတာတွေလည်းရှိပါတယ်အချုံကတော့နောက်နောက်မှာလူတွေကမြမအုံချွန်တချင်းတွေကိုကိုရီးယားတချင်းစီကကူးရည်ဆိုပြီးပြောခံရမှာကိုဆိုကြတာပါ ဂိမ်းဒီတော့ပြည်သက်တွေကရောတချင်းဒီကိုကောင်းဆုံးဖန်တီးတည်ဆိုနေတဲ့ကိုရီးယားရောက်မြန်မာမာလေးတီတီကိုအားပေးကြသလားဆိုတော့ပြောသွားကြပါအောင်ရှင်။